အသိပညာဓမ္မဒါနလို့ခေါ်တဲ့တရားနာရလို့တဦးတယောက်ကမှတရားကို ရှင်းပြခြင်းရှင်းပြတယ်ဆိုတာဓမ္မကိုပေးတာပဲเนาะအသိပညာမပေးဘူးဆိုလို့ရှိရင်ဖရာပစ္စေကဗုဒ္ဓလွဲရင်ဘယ်ပုဂ္ဂိုလ်မှတရားထုတ်တရားမြတ်မရနိုင်ဘူးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်တောင် ရှင်အတ္တစီရဲ့ဖြန့်ဝေမှုဓမ္မဒါနကိုလက်ခံရရှိမှသောတပန်ဖြစ်တာ ကြည့်နေရှင်သာရိပုတ္တရာရဲ့အလောင်းဥပတေသပြပိုက်ကြီးအမတလို့ဆိုရက်တည်ခြင်းကင်းရာတရားကိုလိုက်ရှာရှာတဲ့အခါမှာထိုခေတ်ကခေတ်စားနေတဲ့သူတို့အနီးပါးမှာနာမည်ကြီးတဲ့တင်ဆရာဆိုရက်ပြပိုက်ကြီးထံမှာတပည့်ခံပြီးတော့ပြပိုက်လောက်သူစီကပညာတွေသင်လိုက်တယ် ဲ့ဒီသင်ယူလိုက်တဲ့သူစီကပညာတွေကသူလိုချင်တဲ့အကျိုးကိုပေးနိုင်စွာမရှိဘူးပေးနိုင်စွာမရှိလို့တရားဓမ္မကိုလှည့်လည်ပြီးတော့သူရှာလိုက်တာစောင့်စားနေတာအကြာကြီးပဲနှစ်ပေါင်းများစွာနောက်ဆုံးကြတော့မြတ်စွာဘုရားပွင့်လို့ပစ္စဝေကိ၅ဥကိုတရားဓမ္မဟောအဲ့ဒီလိုတရားဟောပြီးတော့ သာသနာမြုတွေဆေလွတ်လိုက်ပြီးတဲ့နောက်မှာပိစဝကီတွေထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီကတပတ်ပြန်ကြော့ပြီးတော့ရောက်လာတယ်ရာဇကျုပ်အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာအလောင်းဥပတိတ်တပြပိုင်းနဲ့သွားတွေ့တယ်မြင်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ရဲ့အနေအထားကိုသူကြည့်လိုက်တာနဲ့စိတ်ထဲမှာကျေနပ်သွားရင်ထဲမှာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအနေထား ကိုအိန္ဒြေအမှုရာနဲ့တရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအနေထားကိုအိန္ဒြေအမှုရာ လုံးဝမတူခြားနာတယ်အကဲခတ်တဲ့ပုဂ္ဂိုလ်ကတိတယ်ဟုတ်ကဲ့လားယင်ထဲမှာအေးချမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ယင်ထဲမှာအေးချမ်းနေလို့ရှိရင်မျက်နှာမှာလည်းလာပြီးတော့အရိပ်ထိုးနေတယ်အေးချမ်းနေယင်ထဲမှာပူးနေလို့ရှိရင်လည်းမျက်နှာမှာလာပြနေတယ်ဩအေးချမ်းမှုရှိမရှိဘူး တရားတို့တရားမြတ်ရှိမရှိဆိုတာသူ့ရဲ့အမှုရာကြည်တံနဲ့ပဲအကဲခတ်လို့ရရှင်အတ္တစီမြင်လိုက်တာနဲ့သူ့ဆရာကြီးတဲ့အစာပေါင်းများစွာဒီပုဂ္ဂိုလ်ရဲ့ညနာအနေထားကိုကြည်လိုက်တာနဲ့ပဲသူကတရားတို့တရားမြတ်ရှိလိမ့်မယ်လို့စိတ်ထဲမှာဆွံ့ဖြတ်ပြီးသားဖြစ်သွားအဲ့ဒီရှင်အတ္တစီနောက်ကနေပြီးတော့လိုက်ပြီးမေးတယ် ဘသူကိုဥတည်ပြီးတော့သင်္ကန်းဝတ်ထားလဲသင်ဆရာဘသူလဲဘာတွေဟောလဲပေါ့သူသိချင်တာတော့ဘာတွေဟောလဲသင်ဆရာရဲ့အယူဝါဒဘာတွေလဲဒါသိချင်တာဓမ္မကို share လုပ်ခိုင်းတာပေါ့အေးရှင်အတ္တစီကသူသိတဲ့တရားသူကယဟန္တာဖြစ်နေပြီမဲ့လို့ထိုးချိန်မှာဓမ္မစကြာတို့အနတ္တလက္ခဏာတို့လောက်ပဲမြတ်စွာဘုရားဟောသေးတာ ਨੇ တူးတယ်เนาะ သုတ်တန်နေမြောင်များစွာမထွက်သေးဘူးဒါနဲ့သူရှယ်ယာလောက်တာဘာလို့သစ္စာ၄ပါးပဲဓမ္မစကြာမှာအဓိကဟောတာသစ္စာ၄ပါးပဲမဟုတ်လားအဲ့ဒီသစ္စာ၄ပါးကိုအချင်းချင်းပြီးတော့ပြောလိုက်တာရေဓမာဟေတုပဘဝတေတံဟေတုံတထကတောဒီကထာလေးကမြန်မာနိုင်ငံမှာအခုခေတ်မှာပြည်လို့ခေါ်တဲ့ရှေးတုန်းကတော့သရေခိတ္တရာအဲ့ဒီခင်ဗတ်ကုန်း ရှေးဟောင်းဌာနတစ်ခုမော်ဇာတို့ခင်ဗာဂုံးတို့မှာတူဖော်ရရှိတဲ့ပရပိုက်ထဲမှာဟာជីပရပိုက်ရှေးပရပိုက်ထဲမှာဒီကာထာလေးရေးထားတာတွေ့ဗမာပြည်မှာဒီကာထာလေးပထမဆုံးရောက်လာတဲ့သဘောရှိတယ်ပေါ့ရေမဟေတုပ္ပဘောဒေတံဟေတုံတထာကတောအာဟတေတင်စနေရောတောဧဝံဝါဒီမဟာသမဏော ရသော်ဗျာဟောတဲ့တရားကိုခါရလေးတစ်ပုဒ်နဲ့အချင်းချုပ်ပြောလိုက်တယ်ဆိုလိုတာကအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေရဲ့အကြောင်းကိုလည်းဟောတယ်အဲ့ဒီအကြောင်းတရားတွေချုပ်ငိမ့်သွားလို့အကျိုးတရားတွေချုပ်ငိမ့်သွားတာကိုလည်းဟောတယ်လို့ဟောအကြောင်းရှိနေလို့အကျိုးရှိနေတယ်အကြောင်းချုပ်ရင်အကျိုးချုပ်မယ်ဆိုတဲ့ဒီဖီလိုဆိုဖီကို ပြောလိုက်တာပဲเนาะအဲ့ဒါလေးကိုသိဖို့အမှန်တန်ခက်တာအဲ့ဒါလေးပြောလိုက်တာ ਨੇ ဒါ share လုပ်လိုက်တာပဲသူသိတဲ့ဓမ္မကိုပေးလိုက်တာအဲ့ဒါဓမ္မဒါနလို့ခေါ်တယ်အဲ့ဒီဓမ္မဒါနကိုလက်ခံရရှိလိုက်တဲ့အခါကျတော့မှရှင်သာရိပုတ္တရာမထေမြတ်အလောင်းဖြစ်တဲ့ဥပဒိတဟာအတိညာပွင့်သွားတယ်အတိညာပွင့်သွားတော့တန်တရားကင်းသွားတယ်အမြင်မှားတွေပျောက်သွားတယ်အမြင်မှန်ရသွားတယ်သောတပန်ဖြစ်တဲ့ဆိုတာအမြင်မှန်ရတာနဲ့တန်တရားကင်းတာဒီနှစ်ခုပြောတယ် အမြင်မှန်သွားပြီတန်တရားခင်းသွားပြီသောတာပန်မဖြစ်သေးရင်အမြင်မမှန်သေးဘူးတန်တရားမခင်းသေးဘူးဓမ္မနဲ့ပတ်သက်လို့သောတာပန်ဖြစ်မှာအမြင်မှန်ပြီးတော့တန်တရားခင်းတာတဲ့အေကြည့်ရှင်အတ္တစီကဖြန့်ဝေလိုက်တဲ့ဒီဓမ္မဌာနကိုချစ်ပြီးရှင်သာရိပုတ္တရာမထေရမြတ်တိထူးခြားတဲ့အသိဉာဏ်ကိုရပြီးနောက်ဆုံးမှာအက္ကတဝကဉာဏ်၄ပါးရပြီး သာသနာတော်မှာအမတန်မှတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တူဖြစ်လာတာတဲ့ကဲဒါဖြင့်ရှင်သာရိပုတ္တရာအတိညာဏ်ဤရသောအောင်ဓမ္မဒါနာပေးတာက ရှင်အတ္တစီအဲ့ဒီဓမ္မဒါနာကြောင့်အကျိုးဖြစ်တွန်းသွားတာကရှင်အတ္တစီလားရှင်သာရိပုတ္တရာလားရှင်သာရိပုတ္တရာပါဘုရားကဲယူတဲ့လူကအကျိုးပိုရတယ်ဆိုတာမှတ်ထားနော်ဒါနဆိုတာပေးသူအတွက်မဟုတ်ဘူးယူသူအတွက် ဟုတ်ကဲ့လားဒါမျက်မြင်အားဖြင့်လည်းပဲယူတဲ့လူကရတာလေပေးတဲ့လူကပါသွားပြီလေကိုယ်စီကသူများပေးလိုက်တာကိုယူတဲ့လူကရတာသိကြတာပေါ့အခုတို့ရတာဗာရာတွေအသာထားနော်အေးဒါနဆိုတာပေးသူအတွက်အကျိုးဖြစ်ထွန်းတာတဲ့ယူသူအတွက်အကျိုးဖြစ်ထွန်းတာကိုစံထားပြီးတော့မြတ်စွာဘုရားဆုံးဖြတ်တာဒီစကား ဘာကြောင့်ဓမ္မဒါနကမြတ်တယ်လဲလို့မေးလိုက်လို့ရှိရင်ဥပမာမယ်ရှင်အတ္တစီကရှင်သာရိပုတ္တရာသင်္ကန်းတစုံလှူလိုက်မယ်ဆိုရင်ဒီသင်္ကန်းမဟောင်းခင် မဆုတ်ခင်လေးပဲဝတ်လို့ရမှာပေါ့ဟုတ်ကဲ့လားဆုံးလှူလိုက်မယ်ဆိုရင်လည်းပဲတရားစာပဲရမှာပေါ့သူကဆုံးရဲ့အကျိုးပြုမှုကဒီလောက်ပဲရှိတယ်သင်္ကန်းရဲ့အကျိုးပြုမှုကလည်းဒီလောက်ပဲရှိတယ် အဆောက်အဦးလှူလိုက်မယ်ဆိုရင်လည်းအဆောက်အဦးရဲ့အကျိုးပြုမှုကဒီလောက်ပဲရှိတယ်။ကြည့်ဓမ္မဒါနဓမ္မကိုရသွားတဲ့အခါမှာအကျိုးပြုတာကြတော့တန်တရာဟောကလည်းလွတ်သွားတယ်အသိဉာဏ်တွေလည်းရသွားတယ်နိဗ္ဗာန်ထီအောင်ရောက်သွားတယ်ဆိုတော့ဘယ်အများတော့အကျိုးတွေဓမ္မကိုလှူတာဓမ္မအများတယ်ဒါကြောင့်မို့သဗ္ဗဒါနံဓမ္မဒါနံဇိနာတိလို့ဒီလိုပြောတာနော်အဲ့တော့လှူသူနဲ့ယူသူ ပေးသူနဲ့ရသူအဲ့ဒီနှမျိုးထဲမှာရသူမှာပို့ပြီးတော့အကျိုးဖြစ်ထွန်းသည့်အတွက်ကြောင့်ဓမ္မဒါနကပို့မြတ်ပါတယ်လို့ပြောတာနိုင်စာလို့မရဘူးနော်နိုင်စာလို့မရဘူးဆိုပါစို့ဘုန်းကြီးတစ်ပါးကိုအကြောင်းတစ်ကြောင်းအကြောင်းကြီးဆောက်လှူလိုက်မယ်เจ้าကြီးစောင်းလုံလိုက်မယ်ဒီဘုန်းကြီးကတော့เจ้าပေါ်မှာချမ်းချမ်းသာသာနေရမယ်เจ้าစောင်းမှုကိုအเจ้าပြုတ်ပြီးတော့เจ้าရတာကိုအเจ้าပြုတ်ပြီးတော့ တိုက်ရိုက်နိဗ္ဗာန်မဲ့ဖို့ရနိုင်ပါမလားရနိုင်ပါဘူးအဲ့ဒီဘုန်းကြီးကိုတရားပြလို့ဓမ္မဒါနအလှလှလိုက်လို့အဲ့ဒီဘုန်းကြီးတရားသိသွားလို့ရှင်တန်တရာဝကလွတ်တယ်ဆိုတော့မဖြစ်နိုင်ဘူးလားဒါကြောင့်မို့လို့ဓမ္မဒါနကမြတ်တယ်လို့ပြောတာ။ဟောအထက်ကရာဆရာကြီးကအကြောင်းနှစ်ခုပြတဲ့ထဲမှာအခုဒုတိယအကြောင်းကပို့ပြီးတော့တဘာဝနဲ့ပုံနှိစက်တယ်။